ိတ်ကိုထိန်းထားတယ်လက်ညိုးကိုတလို့ချိန်ပြီးတော့เนาะရဲဘော်တပ်ဖွဲ့ဝင်တယောက်ဆိုအဲ့လိုလို့အဲ့တော့အန်ဒီကလက်ညိုးထိုးတာလက်ညိုးထိုးတာဘာဖြစ်နေလဲအဲ့လိုမျိုးတွေပါပြန်ပြောတာပါเนาะပြန်អော်တာပါเนาะဟောအဲ့ညမှာ PDF တပ်ဖွဲ့တွေမှုလို့ PDF တပ်ဖွဲ့တွေမှုလို့ဒါဒီ NDE ကအဲ့လောက်ထိပြောရဲတာအဲ့လိုမျိုးអော်ရဲတာအဲ့အဲ့လိုမျိုးဒါဒါចញ្ញန်တန်ဆက်ဆန်ရဲတာပါเนาะ မင်္ဂလာပါဒီကနေ့ကတော့အောက်တိုဘာလ12ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါကျွန်တော်ထူးခြားသတင်းတွေပြောကြမယ်ဒီနေ့မှဒါစစ်ကောင်စီကမိုးကုတ်ကိုပြန်ပြီးရရှိဖို့အတွက်ကိုအထက်လမ်းပိုင်းနေရာတွေလမ်းပိုင်းတွေပြန်ပြီးထိန်းချုပ်ဖို့အတွက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာရှိတယ်အဲပြီးတော့ရှေ့ပိုင်းကာလတလျှောက်မှာပေါ့နော်ဒါဒေါ်လိုင်းတပ်ဖွဲ့တွေကနေရာတွေကိုတင်ပိုက်ဖို့တိုက်ခိုက်ခဲ့တဲ့ခါကျတော့အဲ့နေရာတွေကနေထွက်ပြေးကြတဲ့စစ်ကောင်စီစစ်သားတွေကသွားပြုံနေနေရာတွေရှိတယ် အဲအဲ့အရာကြီးကြောင့်မလို့ဒါလက်ရှိနောက်ပိုင်းပေါ့နော်အဲချို့နေရာတွေမှာတိုက်ဖို့အတွက်ခက်ခဲဖြစ်နေတယ်ဆိုတော့အကြောင်းနေလဲဒါကျွန်တော်ပြောသွားမယ်ပေါ့နော်အဲပြီးတော့ဒီ Starlink ကိစ္စလေးလည်းမပြောဖြစ်ပြောရအောင်ပေါ့နော် Starlink ကိစ္စဒီစင်ကူးမှာဖြစ်တဲ့ဖြစ်စဉ်လေးပေါ့နော်ဒါ video file ကတော့ line ပေါ်မှာပြန့်နှံ့နေတာအားလုံးတွေ့ကြလိမ့်မယ် ် MD1 PDF ပါတယ်ပါကဘပါတယ်ပါလာဖပါတယ်ဗောနော်အဓိကတော့စင်ကူးမြို့နယ်ပါကဘပါလာဖအဖွဲ့ကြီးလည်းပါတယ်ဗီဒီယိုဖိုင်လေးကြည့်ရသလောက်ဗောနော်ကျွန်တော်တို့ရဲ့အမြင်တွေကိုပြောသွားကြမယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကပြောမှာအဲ့အဲ့ကောင်နေမပြောခင်ကျွန်တော်တို့ပြောမှာဖြစ်မှာဗောနော်အဲ့မှာဒါသွားပြီးတော့ဒါဒီဒီပြဿနာဖြစ်ကြတဲ့အနေထားအစအပိုင်းကအဲ့လိုမဟုတ်ဘူးဗျဟိုကောင်းဟောင်းမုံပုံစံမျိုးနဲ့ပဲဒါလှုပ်ဆောင်နေကြရတွေ့ရတယ်အဲသူဒါဒါတပ်ဖွဲ့တွေဝင်လာတယ်ဝင်လာပြီးတော့ဒါပြောတယ်ဆိုတယ်ဗောနော်ဒီ Starling နဲ့ပတ်သက်တဲ့ဟာတွေ အဲနောက်ဆုံးဒါ Starlink နဲ့ပတ်သက်လို့သိရတဲ့ဟာဗာလဲဆိုတော့အဲ့ data မှာဒီ Starlink နဲ့ပတ်သက်လို့ပေါ့နော်ကန့်သက်ထိန်းချုပ်ထားတာလေးတွေရှိတယ်အဲ့ဟာနဲ့ပတ်သက်လို့ဒါစီပင်စီကံလေးတွေပေါ့ဗျာအဲ့ဥစ္စာကိုဒါထုတ်ပြန်ထားတာရှိတယ်အဲ့ဒါဒါစင်ကူးမြို့နယ်ဒါအရေးပေါ်အုပ်ချုပ်ရေးကော်မတီကနေပြီးတော့ဒီထုတ်ပြန်ထားတဲ့စီပင်စီကံလေးတွေရှိတယ်အခုဖြစ်သွားရဖြစ်စရာဒါတတရားအကျိန်ပေါ့နော်အဲဒီလိုမျိုးသတိပေးတာသတိပေးတာရှိတယ်နောက်ဆုံးဒါတတရားအကျိန်ညမှာအခုလိုမျိုးသွားပြီးတော့ဒါ Starlink နဲ့ပတ်သက်ပြီးတော့ပြောရင်းနဲ့အခြေအတင်ဖြစ်ကြအဲကြတော့ အဲ့ထဲမှာတော့ကျွန်တော်မြင်ရတွေ့ရတာပေါ့နော်အန်ဒီရအော်ရာအော်ရာအော်ရာတကုံးအော်ရာကျုံးအော်ရာကျွန်တော်ကြည့်ကြည့်နေနဲ့လန့်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 ဆိုတာဘလို့ဖြစ်တာလဲပေါ့နော်အဲနောက်ဆုံးဒါလူငယ်တွေအခြေအနေဖြစ်ကြတဲ့တက်ဖွဲ့တွေဘက်ကလည်းအချို့ဟာတွေမှာကျွန်တော်တို့မဖြစ်စတော့ရင်တထိတ်တွေဖြစ်နေရဗျာကြည်နေနေနဲ့ဗျာအဲ့ဟာကြီးမပြီးမချင်းပါပေါ့နော်ရင်တထိတ်တွေဖြစ်နေဗာလဲဆိုတာအဲ့လိုမျိုးဟာအတနက်တွေနဲ့များထိုးပြီးချိန်လိုက်မလားဟာလက်ပါရာတွေဖြစ်လာမလားပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ကစိုးရိမ်နေတာတကယ် ။ဟာအဲ့လိုသားဆိုရင်တော့တွားပြီကျွန်တော်အတွေ့ရပါလဲဆိုတော့တွားပြီတိတ်ခါကြာပြီ။ဒါကြီးဆိုရင်တော့ဒါမဖြစ်တဲ့နဲ့ဟာဒါကြီးဆိုရင်တော့ဒါမလုံးတဲ့နဲ့ဟာဒါကြီးဆိုရင်တော့ဒါစစ်ကောင်စီလိုမျိုးပြုတ်မှုနေတဲ့ဟာလေးဆိုပြီးတော့ကျွန်တော်တို့ကတွေးပလိုက်ပါ။အဲ့လိုပဲတတ်မှတ်ပလိုက်ပါဗောနော်။ဒါပေမဲ့တွားပြီးတော့ဖြစ်ရှင်းတဲ့အထဲမှာဒါချို့ကလိုက်ပြီးတော့ထိမ့်သိမ့်သိမ့်သိမ့်လှုပ်တဲ့ပုံစံမျိုးလေးတွေမြင်ရတယ်ဗောနော်။အဲစိတ်မထိုင်းနိုင်တဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဗျာ။အဲတွေ့ရတော့အဲချို့ဟာလေးဆိုရင်သူထိတ်ကိုထိန်းထားတယ်လက်ညှိုးကိုတို့ချိန်ပြီးတော့နော်ရဲဘော်တပ်ဖွဲ့ဝင်တယောက်ဆိုအဲ့လိုလို့ ဲ့တော့အန်ဒီကလက်ညှိုးထိုးတာလက်ညှိုးထိုးတာဘာဖြစ်လဲညှိုးအဲ့လိုမျိုးတွေပါပြန်ပြောတာပါနော်ပြန်អော်တာပါနော်အဲ့တော့ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာတော့ဒါပြည်သူနဲ့တလိုင်းတပ်ဖွဲ့ဝင်တွေကြားတဲ့ကပြဿနာပါနော်ဒါပေမဲ့တခြားဒီဒီစစ်ကောင်စီဘက်ကဝါဒဖြန့်နေတဲ့ပုံစံမျိုးတွေနဲ့မတူဘူးပါနော်တခြားစီပဲပြီးရင်စစ်ကောင်စီကပြည်သူပေါ်ဆက်ဆံတဲ့ပုံစံမျိုးတွေနဲ့မတူဘူးပြည်သူကလည်းစစ်ကောင်စီနဲ့ဆိုရင်ဆက်ဆံတဲ့ပုံစံမျိုးတွေနဲ့ဒီဖြစ်စဉ်မှာတော့မတူဘူးဒါကတော့အားလုံးလည်းသိလိမ့်မယ်ပေါ့နော်အကောင်လုံးကလည်းပြောကြတယ်ဒါရှုထောင့်မျိုးစုံပေါ့ဗျာအဲ့တော့ ဟောအဲ့နေရာမှာ PDF တက်ဖွဲ့တွေမှုလို့ PDF တက်ဖွဲ့တွေမှုလို့ဒါ DNDE ရအဲ့လောက်ထိပြောရဲတာအဲ့လိုမျိုးអော်ရဲတာအဲ့အဲ့လိုမျိုးဒါဒါចញ្ញန်တန်ဆက်ဆံရဲတာဗောနော်အာ PDF တက်ဖွဲ့တွေဆိုရင်ဒါဒီလိုမျိုးလုံးလို့ရတယ်ပြောလို့ရတယ်ဆိုတဲ့ပုံစံမျိုးဆိုပြီးပြောကြရည်လည်းရှိတယ်နောက်တစ်ခုက PDF တက်ဖွဲ့တွေနေရာမှာဒါစစ်ကောင်စီဆိုရင်အဲ့လိုပြောရဲမှာမဟုတ်ဘူး အာစစ်ကောင်စီဆိုရင်တော့တေချာတယ်စစ်ကောင်စီကလည်းအခုလိုမျိုး PDF တွေလိုမျိုးပါဇက်နဲ့လာပြီးတော့ပြောနေမှာမဟုတ်ဘူးအဲ့အောင်ဒူးထောက်ဆန်းလက်မြောက်ဆန်းခေါင်းပေါ်လက်တင်ထားဆန်းဟာဘာဖြစ်တယ်ညာဖြစ်တယ်နောက်ဆုံးတပြက်သက်တာမျိုးတွေအထိဖြစ်သွားနိုင်တယ်နောက်ဆုံးအိမ်နေမိရှိုးတာအထိဖြစ်သွားနိုင်တယ်ဟာစားလေးနေပြတ်တက်ဖြုတ်အဲနောက်ဆုံးပြောမြဆိုမြအကုန်လုံးရိုက်နဲ့ကားပေါ်တင်ဒါမျိုးခေါ်ွားမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီလက်ဝက်လက်စားအဖူးတန်ရွှေငွေရတနာဒါတွေကစတင်းကျုံရှာပြီးတော့ပေါ့နော်အဲ့လိုလောက်တာလေဖြစ်နိုင်တယ်အဲ့ဒါတကယ်တကယ်ရှိတယ် ဟိုအစောပိုင်းဆန္ဒပြရတဲ့ကာလမှာကနေကဘမော်မှာဖြစ်တဲ့ဖြစ်စဉ်နေဆိုရင်ဒါကျွန်တော်တို့လုံးဝမျက်မြင်တွေ့ခဲ့ရဗျာဒီရဲအဖွဲ့တွေဘာတွေဆိုရင်ရဲအဲ့တုန်းကတော့အဆိုးဆုံးပါเนาะအိမ်နေတဲ့ကိုဝင်ပြီးတော့ဒီဆန္ဒပြကာလမှာပါเนาะဆန္ဒပြတဲ့ပစ္စည်းပစ္စည်းအားတွေဒါထုတ်တာတွေပေါ့เนาะဒိုင်းတွေဘတ်ဒုတ်တွေဘာတွေဂျင်ကလေးတွေအဲ့အဲ့လိုမျိုးလောက်ကြရရှိအဲ့ကြအဲ့ဟာရင်းနဲ့ပတ်သက်လို့လိုက်ရှာတဲ့ထောင်ခါမှာပေါ့เนาะဒီခွန်သာရက်ွက်ထဲမှာဆိုရင်အိမ်တွေကိုမှု့ရတာဗျာလုံးဝဗျာဟိုရှိသမျှအန်ဆွဲအကုန်ဖွင့်တာ အဲ့ပုံမှာတွေ့သမျှပါနော်ဖုန်းအာသွင်းထားတဲ့အာသွင်းကျိုးနဲ့တက်ထားတဲ့ဖုန်းတွင်းလည်းဖုန်းယူသွားတာအဲ့အဲ့လိုပုံစံမျိုးငါချောက်ကျွန်တော်ပြောရငါချောက်ငရမ်းချောက်ပေါ့နော်ငရမ်းချောက်ကိုအသားထိကြီးပဲလွှာပြီးယူသွားကြက်ဥတွေပါလေဆိုတော့အကုန်ထဲ့သွားကြက်ဥနော်ဘာမှအဖိုးမတန်ဘူးအဲ့ကလာမှအဲ့ဒါကစားအဲ့လိုမျိုးယူသွားတာပေါ့နော်အဲ့ဒါဘာပြဿနာမှမဖြစ်ထားဘူးအဲ့ဒါအဲ့ဒါဘာမှကိုဒါပြည်သူလုံးဝတာမန်ပြည်သူတယောက်ရဲ့အိမ်ကိုဝင်ပြီးတော့ရှာဖွေရှင်းလင်းတဲ့ပုံစံမျိုးကအဲ့လိုမျိုးဘာပြစ်မှုမှလည်းတက်လို့မရသေးဘူးအဲ့ဒါ ဟုံးဟုံးရှိမရှိဆိုပြီးရှာလာပဲရှိသေးတယ်ဒါပေမဲ့အဲ့လိုမျိုးကြီးလှုပ်ချပါဘာလဲဒါစစ်ကောင်စီရဲ့လှုပ်ရပါတော့အခုပြည်သက်တပ်ဖွဲ့တွေကတော့အဲ့လိုပုံစံမျိုးလှုပ်တာမတွေ့ရအောင်အဲ့အဲ့လိုမျိုးဗီဒီယိုပြီးသွားပြီဆိုတဲ့အချိန်ကျတော့ဟောတော်ပါသေးရဲ့အဲ့လောက်နဲ့ပဲပြီးသွားလို့ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့ကျွန်တော်တို့ခံစားမိတယ်ပေါ့နော်ပြီးတော့အဲ့မှာအပြန်အလှန်ပြောကြဆိုကြရင်ရင်းနေပေါ့နော်အဲချို့အပိုင်းတွေမှာတော့ဒီထူးခြားတာလေးတွေတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဗီဒီယိုရိုက်တဲ့ဟာကဒီအန်ဒီမီတာစုတွေထဲကတယောက်ဖြစ်မှထင်တယ်အဲ့လိုမျိုးဗီဒီယို record ယူထားရပေါ့နော် ဈေးကောင်စီဆိုရင်အဲ့လိုမျိုးရိုက်ခွင့်ရမှာမဟုတ်ဘူးလို့တော့ဒါကျွန်တော်ယူဆရတယ်ဗောနော်ပေးဖုံးသိမ်းမင်းဘာမလို့လဲညာမလို့လဲအဲအစောပိုင်းဒါမြင်ဘူးပါလိမ့်မယ်ဒါလာလာပြီးတော့ဖမ်းတဲ့အချိန်မှာလိုက်ခဲ့ဒီလိုပုံစံမျိုးပဲဇုံယုံပုံစံမျိုးပဲရုံယုံမှာရှင်းအဲအဲ့လိုပုံစံမျိုးပဲလိုက်ခဲ့လိုက်ခဲ့လိုက်ခဲ့ဆိုပြီးတော့ခေါ်တဲ့အချိန်မှာမလိုက်နိုင်ဘူးဘာညာဆိုပြီးတော့ဘာကြောင့်လဲဘာလဲအဲ့လိုမျိုးဖုံးထုတ်ပြီးတော့ရိုက်ပြီဆိုရင်အဲ့မှာပြဿနာရှာပြီအဲ့မှာပြဿနာတက်ပြီဖုံးနေသိမ်းပြီအာဗီဒီယိုတွေဖြတ်ပြီ အဲ့လိုပုံစံမျိုးဒါပေမဲ့အခုပြည်သက်တပ်ဖွဲ့တွေကပြောว่าဗီဒီယိုမဖြတ်နဲ့တော့ဗီဒီယိုမဖြတ်နဲ့တော့ဘာလို့လဲဆိုတော့ဒါသူတို့သူတို့ကိုသူတို့ယုံကြည်တယ်ဗျာသူတို့ပြည်သူပေါ်မှာအဲခုနလိုမျိုးပေါ့နော်အော်စစ်ကောင်စီလိုမျိုးပြုတ်မှုခဲ့တာတွေမရှိဘူးတနက်နဲ့ထိုးချိန်တာဘာညာစားဘာမရှိဘူးဆိုတဲ့ဟာကိုသူတို့ယုံကြည်လို့ဒီဗီဒီယိုမှတ်တမ်းနေရှိတယ်အဲ့ဒါကိုမဖြတ်နဲ့ဆိုပြီးတော့တော့မှာတေချာမှားလိုက်တာတွေကြားရသေးတယ်ပေါ့နော်အဲဒါမဲ့တချို့ဟာတွေကြတော့အဲ့လိုနည်းနည်းလေးပေါ့နော်အဲဟိုစိတ်ဆက်ပြီးတော့ပေါ့နော်ရှစ်တက်သွားလိုက်တဲ့ဟာတို့ဘာလို့တော့မြင်ရတယ် အဲ့ဒါကတော့နည်းနည်းကျွန်တော်တို့ဒါပြောရမယ်ဆိုရင်ဟိုမဖြစ်စေချင်တဲ့အပြုမူပေါ့နော်အဲဒါပေမဲ့အဲ့လောက်ထိဖြစ်သွားတဲ့အဆင့်ကဘာလဲဆိုတဲ့ဟာကိုသိချာမသိရသေးဘူးအဲ့တော့အဲ့မှာဒါဒီစင်ကူးမျိုးပေါ်မှာဆိုရင်ဒါရေးပေါ်အုပ်ချုပ်ရေးကော်မတီဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်စင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးကော်မတီဖွဲ့ထားတဲ့အိုက်ထဲမှာ MD1 PDF ပါတယ်အဲစင်ကုမျိုးနဲ့ပါခါပါပါတယ်ပါလာဖပါတယ်အဲ့သွားပြီးရောဖြစ်ရှင်းတဲ့ထဲမှာလည်းဒီအဖွဲ့လည်းပါတယ်ပေါ့နော်အဲ့တော့ကျတော့ဒီ Starlink နဲ့ပတ်သက်လို့ဒါကန့်သက်ထားတယ်ဆိုတဲ့ဟာကတချို့နေရာတွေမှာကျတော့မဖြစ်သင့်ဘူးတချို့နေရာတွေမှာကျတော့ဖြစ်သင့်တယ် ဘာလို့ဖြစ်တယ်လဲဆိုတော့အိုက်ဘက်ချန်းကကြတော့လက်တလုံးမှာလေချောင်းပုံချက်တိုက်ခိုက်မှုတွေအသေးအံလုံနေတာအပြီးတော့ဒါစင်ကူးဆိုတာတည့်ရတိုင်းမှာမတရားပါညာအဲအိုက်ဘက်ချန်းဆိုရင်စစ်ကောင်စီကသူတို့ရဲ့အုပ်ချုပ်မှုလမ်းကြောင်းပုံစံမျိုးရအောင်ပြန်ယူကျင်နေတဲ့နေရာအဲ့လိုပြန်ယူဖို့အတွက်ကိုလေချောင်းပုံချက်တိုက်ခိုက်မှုတွေဇက်တိုက်လုံနေတာအဲ့လိုဇက်တိုက်လုံဖို့အတွက်ကိုမြေပြင်သတင်းယူတဲ့အပိုင်းနေမှာပေါ့နော်အသွင်ယူထောက်လန်းနာမျိုးတွေကစသူတို့လုံနေတာဒါဟိုနေ့ကဒါ ဖမ်းမိတဲ့ဒီအတွင်ယူထားတဲ့သူတွေဆိုရင်ဒါကျွန်တော်တို့ရှေ့မှာတောက်လျှောက်ပြောခဲ့တယ်ဖြစ်စဉ်နှစ်ခုသုံးခုမကောက်ရှိလာပြီပေါ့နော်ဇရောင်းစားရောင်းဆောင်နေပလုံကောက်တဲ့ကောင်ရောင်းဆောင်နေဈေးတဲ့ရောင်းဆောင်နေကားသမားရောင်းဆောင်နေအဲ့လိုပုံစံမျိုးတွေနဲ့သူတို့အတွင်းထဲထိဝင်ပြီးတော့သတင်းယူနေတာတွေရှိတယ်အဲ့လိုမျိုးသတင်းယူပြီးတဲ့ခါကျရင်သူကလည်းသတင်းပို့တယ်သတင်းပို့ဖို့အတွက်ကိုသူကအဲ့နေရာတွေမှာဖုန်းလိုင်းတွေဖြတ်လာတော့ဒီ Starlink တွေကိုတုံးပြီးတော့သူကသတင်းပို့တာအဲ့လိုမျိုးဆိုတဲ့ခါကျတော့ဒါဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါတွေကအန္တရာယ်များတာပေါ့နော်ဒါဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုသူတို့ကန့်သတ်ထားတာပါ ဟိုပြောကြတော့အဲ့ဟာမျိုးတွေကအနေများလို့ကန့်သက်ထားတာဒီကာလမှာပေါ့နော်အဲ့လိုအနေများလို့ကန့်သက်ထားတာဖြစ်တယ်ပြီးတော့ဒါတကယ်တော့အနေများတယ်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါဒီ starling အသုံးပြုတဲ့အပိုင်းဒီမှာသူက password ခံပြီးတော့သုံးခိုင်းတယ်တပ်ဖွဲ့တွေက password နဲ့သုံးပေါ့နော်အဲ့လိုမျိုး password နဲ့သုံးတော့ကြတော့အဲဒီတယောက်လာပြီးတော့ဒီ starling ကိုသုံးမယ်ဆိုရင် password password block လဲ အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါ password ပေးလိုက်တယ်ဒါခွင့်ပြုမှသုံးခွင့်ရတဲ့ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးပေါ့လုံးဝ public ပုံစံမျိုးမသုံးပါနဲ့ဆိုတဲ့ပုံစံမျိုးဒါကန့်သက်ထားတာပေါ့ဗျာဘာလို့လဲဆိုတော့အဲ့လိုမျိုးခုနလိုမျိုးထားပါတော့ဒါသတင်းလာယူတယ်အာဒီနားမှာ line မိတယ်ကောက်ပြီးချိတ်လိုက်တယ်ဟာရတယ်ဟာအဲ့ဆိုငါပို့စရာရှိရဲအကုန်ပို့လိုက်မယ်ဆိုဒုံ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 ဆိုဒါမျိုးပို့ချလိုက်တာမျိုးတွေဆိုရင်အနေများတယ်အဲ့ကျဒါကတော့ဒါအချို့နေရာတွေမှာကျတော့ဖြစ်တဲ့နဲအဲသူ့ဟာနဲ့သူစီလီကန်လေးနဲ့ပေါ့ဗျာ အသေးချာလေးလိုက်နာမယ်ဆိုရင်ဒီလိုပြဿနာတွေမဖြစ်ဘူးလို့ယူဆရတယ်ဗောနော်ပြီးတော့ကျွန်တော်မေးကြည့်ရတော့တပ်ဖွဲ့တွေကအဲ့ဟာနဲ့ပတ်သက်လို့သူကလုံးဝကြီးမတုံးရဘူးဆိုပြီးတော့ကန့်သက်ထားတာမျိုးမဟုတ်ဘူးအဲခုနလိုတုံးမယ်ဆိုရင်ဒီလိုတီစီကန်လေးတွေတော့ရှိတယ်အဲ့ဒါလေးတော့ဒါလိုက်နာပေးပါဆိုတဲ့ပုံစံမျိုးဒါသူတို့ကပြောတာဗောနော်ပြီးတော့အဲ့ထဲမှာအခအကျင်းငွေဆိုတဲ့ကိစ္စမျိုးလည်းပါတယ်ဗောနော်အဲ့အခအကျင်းငွေဆိုတဲ့ကိစ္စကတော့ဒါတပ်ဖွဲ့တွေဘက်ကထုတ်ပြန်မယ်ဆိုပြီးသိရတယ်အဲ့တော့ကျွန်တော်မေးကြည့်တဲ့အချိန်မှာဒီဟာကိုဒါစုပေါင်းပြီးတော့ဖြည့်ရှင်းနေကြတယ် ဒီပြည်သူပေါ်မှာလုံးဝသူတို့အပြစ်မမြင်ဘူးเนาะအဲကျွန်တော်ကျွန်တော်ကျွန်တော်ဆက်သွယ်ပြီးတော့မေးရတဲ့အချိန်မှာပေါ့เนาะလုံးဝအပြစ်မမြင်ဘူးဒါပေမဲ့ပြစ်မြင်နေကြတဲ့ပြည်သူလည်းရှိလိမ့်မယ်ပေါ့เนาะဒါပေမဲ့တပ်ဖွဲ့တွေအရတော့ဒီလိုမျိုးပုံစံမျိုးအပြစ်မမြင်ဘူးဘာပဲဟိုဟာဖြစ်လဲဆိုဒီဟာကိုဝိုင်းပြီးတော့စုပေါင်းပြီးတော့ဖြစ်ရှင်းမယ်ကြည်လည်အောင်လုပ်မယ်ပြီးရင်အဲ့ဒါနဲ့ပတ်သက်တဲ့ဖြည့်ရှင်းချက်ကိုဒါထုတ်ပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးသိရတယ်။အဲ့ဖြည့်ရှင်းချက်ထွက်လာပြီဆိုရင်လည်းဒါသိရမှာပေါ့နော်။နောက်တစ်ခုကဒါအခုဆိုရင်ကိုပဲဒါသတင်းဌာနကြီးမှာတက်နေတာရှိတယ်။ ခုနကပြဿနာဖြစ်သွားတဲ့ဒါမိသားစုပေါ့နော်အန်ဒီအရန်အရန်អော်တဲ့အန်ဒီအဲ့အန်ဒီမိသားစုကိုအခုချိန်ထိတက်ဖွဲ့တွေကဘာမှမလုပ်ဘူးဘာမှလည်းဒါအပြစ်ပေးတာတွေရေးယူတာတွေလှုပ်သွားမှာမဟုတ်ဘူးသူတို့ဘာပဲလုပ်မလဲဆိုတော့အဲ့ဒီပြည်သူနဲ့ဆက်ဆံတဲ့အခါမှာခုနလိုမျိုးယောဒီကျော်ရဲ့ဖြစ်သွားတဲ့အတွက်ပေါ့နော်အဲခုနလိုမျိုးဒါအဲပြောရမယ်ဆိုရင်စိတ်အခမ်းမသိတဲ့ပုံစံမျိုးတွေမှာသူတို့တုံ့ပြန်တဲ့ဟာတွေအမူအရာတွေအပြောအဆိုတွေအပြန်အလှန်អော်တဲ့ဟာမျိုးတွေဒါမျိုးတွေဖြစ်သွားတဲ့အတွက်ဒီတပ်ဖွဲ့တွေကို အရေးယူတဲ့ပုံစံမျိုးလုပ်မယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ကျတော့အဲကျွန်တော်တို့ကလည်းတောင်းဆိုချင်တာရှိပါတယ်တချို့ဟာတွေမှာပေါ့နော်ဟိုပြည်သူကလည်းလိုက်နာမှာတွေရှိတယ်အချို့ဟာတွေမှာဒါတပ်ဖွဲ့ဝင်တွေကလည်းလိုက်နာမှာတွေရှိတယ်ပေါ့နော်အဲ့ကျတော့ဒီလိုမျိုးဖြစ်စဉ်ဖြစ်လာပြီးဟေးဆိုတဲ့ခါကျရင်အာအကြီးပိုင်းနေဥဆောင်တဲ့သူတွေတာဝန်ရှိတဲ့သူတွေကတော့ဒေဂျာဘော့အကောင်းဆုံးဖြစ်ရှင်းနိုင်လိမ့်မယ်လို့ယူဆတယ်။နောက်တစ်ခုကမှားတဲ့သူကိုတော့အပြစ်ပေးစီခြင်းနဲ့ပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့ဒီဟာဒီဖြစ်စဉ်ကိုတေချာစစ်စစ်ပြီးတဲ့ခါကျရင်တော့ဒေဂျာဘော့မှားတဲ့သူဆိုရင် ဒါအထိုက်လျောက်ပေါ့ဗျာဒါနောက်ဆိုရင်ဒါမျိုးမလုပ်အောင်အခန်းဝင်လက်မှတ်ထိုးတာမျိုးပဲဖြစ်ဖြစ်သတိပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးပုံစံမျိုးတော့ကျွန်တော်တို့ကဖြစ်စေခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်မှန်နေတဲ့သူအတွက်ကြတော့ဒါကြီးကမတရားမှဆိုးလို့ပေါ့နော်အဲ့တော့ပြည်သူမှားရင်လည်းပြည်သူကိုခုနလိုမျိုးခံဝင်လက်မှတ်လေးထိုးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ပီတီအက်တွေမှားရင်ပီတီအက်တွေမှားရင်လည်းခုနလိုမျိုးပဲသတိပေးဆုံးမတဲ့ပုံစံမျိုးတွေလောက်ကိုလောက်ရမယ်ပေါ့နော်ပြီးရင်ကြီးညာရအောင်ထုတ်ပြန်ရအောင် အဲ့ဒါကတော့ကျွန်တော်တို့ကဖြစ်စေခြင်းတဲ့ဟာပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ကဒီလိုဒီကြောင်းကျွန်တော်တို့ကကြည်လည်ဖို့ပြည်သူနဲ့ပြည်ထောင်တပ်ဖွဲ့တွေနဲ့ဂျာမန်ဖြစ်တဲ့ဟာကိုပြောတဲ့ချိန်မှာစစ်ကောင်စီဘက်ကကောင်တွေကဒါကိုဝါဒဖြန့်နေတာလည်းရှိတယ်အဓိကတော့အာတွေ့လားမင်းငါတို့ထက်တော်မှပူဆိုးသေးတယ်ပြည်သူကဒီလိုမျိုးဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကပူဆိုးတာတကယ်တမ်းပြောအဲ့အဲ့လိုမျိုးဝါဒဖြန့်မဲ့ဟာတွေရှိတယ်ဖြန့်လဲဖြန့်နေကြတယ်ပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့သွေးမကွဲဖို့လိုတယ်ကျွန်တော်တို့အမြင်နဲ့ရှုထောင့်နေကျွန်တော်တို့တူချင်မှတူမယ်ဒါပေမဲ့တာဝန်ရှိတဲ့သူတွေထုတ်ပြန်တဲ့အပေါ်မှာစောင့်ကြည့်ပြီးတော့ ကျွန်တော်တို့ဒါဒီဒီလိုမျိုးဖြစ်စေနေနောက်မဖြစ်အောင်ကျွန်တော်လုပ်ကြဖို့လုပ်တယ်အဓိကတော့အသက်တွေပေးနေရတဲ့တချို့အသက်တွေနဲ့ရင်ဆိုင်နေရတဲ့တချို့နယ်မြေတွေတချို့တင်ရတွေတချို့ဒေသတွေမှာကြတော့ဒီလိုမျိုးဒါစီမင်းစည်းကမ်းတွေကလိုကိုလိုအပ်တယ်ဆိုတဲ့ဟာကိုတော့သိစေချင်တယ်အဲ့တော့အိမ်မောကိုဘုံကြီးကြလာပြီဆိုတဲ့ခါကျမှတော့ကျွန်တော်တို့အိုက်ထက်ပို့ပြီးတော့အတန်ပြဲကြီးနဲ့អော်နေလို့တော့ဘာမှထူမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်အမြတ်ရလိုက်တာဘာလဲဆိုတော့ပြည်သူကအခုလိုမျိုးပြန်ပြီးတော့ပြောခွင့်ဆိုခွင့် ရတယ်ဆိုတဲ့ဟာမျိုးတော့မြင်ရတယ်ဗောနော်ဒါကောင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ပြောတာပါကျွန်တော်တို့ကအကောင်းမြင်တဲ့ပုံစံမျိုးပုံများတာဗောနော်အဲ့တော့ကျတော့စစ်ကောင်စီဆိုရင်တော့အဲ့လိုပြောခွင့်ကိုရမှာမဟုတ်ဘူးဒါကိုကပဲစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့မတူတဲ့ကွဲပြားခြားနားချက်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကတော့ဒါဒါလေးလည်းပြောပြခြင်းတယ်ဗောနော်အာစကောင်စီဆိုရင်တော့သွားပြီအဲ့နေရာပါအဲအဲ့လိုပဲအဲပြည်သူတွေရဲ့ရင်ထဲမှာလဲပေါ့နော်ဟုတ်တယ်ဒီတော်လိုင်းတပ်ဖွဲ့တွေကငါတို့ကိုလုံးဝစစ်ကောင်စီလိုမျိုးအနေမပြုတ်ဘူးဆိုတော့အတိကကိန်းဝတ်နေလို့တာ ဒီလိုမျိုးသူတို့ပြန်ပြောရတာလို့လေဒါတစ်ဖက်ကအကောင့်ဘက်ကနေပြီးပြန်တွေးကြည့်မယ်ဆိုရင်အဲ့လိုလေးတော့တွေ့ရတာပေါ့လေနော်ဘာပဲဖြစ်ဖြစ်ဒီပြဿနာဘာမှမဟုတ်ပါဘူးပေါ့နော်အဓိကတော့ကြေလည်သွားမဲ့ဟာတစ်ခုပဲဖြစ်တယ်စစ်ကောင်စီဝါရဖြန့်မှုတွေကိုလည်းဒါကျွန်တော်ဂရုစိုက်ရမယ်ဆိုတဲ့အကြောင်းပြီးရင်ဒီလိုဒီနေရာဒီနေရာမြေတွေမှာလေကြောင်းတိုက်ခိုက်မှုတွေစစ်တိုက်လုပ်နေတာဖြစ်တဲ့အတွက်ကိုတယောက်ကြောင့်တဲ့တခြားလူတွေပါဒုက္ခရောက်သွားနိုင်တဲ့အဖြစ်မျိုးတွေကနေရှောင်ရှားကြဖို့လိုတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော် နောက်တစ်ခုကတော့အားလုံးမျောလင့်တောင်းတနေတဲ့ဒါမကွေးတိုင်းခန်းစစ်စကန်ကြီးဖြစ်တဲ့နေရီကန်ဒါ viewer ကုန်းစကန်ကြီးပေါ့နော်နေရီကန်လေးချောင်းကကွေး viewer ကုန်းစကန်ကြီးအဲ့စကန်ကုန်းကြီးကြောင်းကဒီအထက်မှာအဟော့ဆုံးဘာလို့လဲဆိုတော့အကျန်းဆုံးဖြစ်နေတယ်ဗျာဒီအထက်မှာအခုအဲ့စကန်ကုန်းကြီးကဒါဘလိုတွေအခြေအနေဖြစ်နေပြီလဲဆိုတဲ့ကြောင်းကျွန်တော်တို့ဒါသတင်းတွေကြည့်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့နေရီကန်စကန်ကုန်းကြီးကစစ်ကူလာမဲ့အခြေအနေလုံးဝမရှိတော့ဘူး ကမ္ဘာ၁၄ဘက်ကလာမဲ့လမ်းကြောင်းရှိတယ်ပြီးရင်လမ်းတစ်ဘက်ကလမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းနှစ်ခုလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့ပိတ်လိုက်တယ်ပြီးတာနဲ့လာများဟာအကုန်လုံးကိုဖြတ်ပြီးတော့တိုက်နေတာဖြစ်တဲ့အတွက်ရှစ်တိုးလို့မရတော့ဘူးအဲ့အဲ့စကန်ကုန်းဘော်ကိုသွားမဲ့စစ်ကူကဘလုံးမမြေပြင်ကနေမဖြစ်နိုင်တော့အဲ့လိုမဖြစ်နိုင်တော့အောင်လဲတပ်ဖွဲ့တွေကစူးစမ်းပန်းစားနဲ့ပြင်းနေတယ်ပေါ့နော်ပြီးတော့ဒီနေကန်ပတ်ချာလယ်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့နေကန်ဂုံးမှာလည်းချို့နေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီဆိုတော့ အပြန်အလှန်တော့ပြစ်ခတ်တွေကတော့တေချာပေါက်ရှိနေပြီ။ဂုံးကြီးကိုတော့စော်နေတဲ့ဆိုတဲ့ပုံစံမျိုးတော့ဖြစ်မှာပဲပေါ့နော်။အဲ့တော့အဲ့လိုအနေထားမျိုးမှာစစ်ကောက်စီဘက်ကဘာတွေဖြစ်နေပြီလဲဆိုတော့အဲ့နိုင်ငံစကန်ကုန်းပေါ်ကို လေဒီနဲ့တာလက်နက်တွေခဲရဲနေရိတ်ခါတွေချပီးနေရတယ် အဲ့လိုချပီးနေတဲ့ထဲကအချို့ရိတ်ခါတုတ်တွေကအာခတတော် AE နဲ့ VDA တပ်ဖွဲ့တွေစီကိုရောက်တယ်ရောက်တယ်စစ်ကောင်စီရဲ့တစ်ဖက်လက်နဲ့ဒါထောက်မှန်ပေးနေတာပေါ့နော်သူ့လူသူတတ်နေတာအဲ့တော့အဲ့ဂုံးထဲမှာရှိတဲ့ကောင်တွေကသူတို့ရဲ့အပေါက်ဆဲနေလောက်ပြီးသိကြတယ်အာကွာငါတို့ဒီမှာဒုက္ခရောက်နေလို့ကြီးတွေလိုနေလို့ငါတို့ကိုချခိုင်းပါလေဆိုနေမှာငါတို့ကိုတတ်မဲ့ကောင်တွေကိုသွားပေးနေတယ်တော်တော်ပောက်ဝဲနေလောက်ပြီပြီးလေမှုတွေစဲကန်နေရလောက်ပြီလေမှုတွေဖျက်သိတယ်ဖြစ်မှာတရားဒီကောင်တွေဒါဒါဟာတာနေနဲ့ပြောတာပါ တကယ်တကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင်အဲ့လိုမျိုးလက်နက်ခဲယမ်းချပေးရပြီဆိုကနေကစကန်ကုန်းထဲမှာလက်နက်ခဲယမ်းနေနေနေပြီပြီးရင်လက်နက်ခဲယမ်းတွေအတွက်သူတို့တွေဒါကြည်တွေပါတွေခြွေတာပြီးတော့တုံးနေရပြီအဲ့လိုမျိုးဖြစ်နေပြီဆိုနေကသူတို့စိတ်သက်တွေကြဆင်းနေပြီကြောက်စိတ်တွေဝင်နေပြီပြီးရင်ထွက်ပြေးဖို့အတွက်ကိုစောင့်ဆိုင်းနေတဲ့အဖွဲ့တွေပြင်ဆင်နေတဲ့အဖွဲ့တွေလည်းတေချာပေါက်ရှိနေပြီဆိုတဲ့ဟာကိုလည်းဒါတုံးသက်လို့ရတယ်ပေါ့နော်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့စိတ်ကောင်းစီကတော်တော်အကျက်တဲဖြစ်လို့ဒီလိုလေဒီနဲ့ချရှေ့မှာဖြစ်စဉ်တွေတောက်လျှောက်ရှိတယ်ဘယ်နေရာမှာပဲကြည်လိုက်ကြည်လိုက်အဲ့ ဒီကောင်နေလေသေးနဲ့ခြတိုင်းမှာတော်လိုင်းတက်ဖွဲ့တွေမရမရှိပဲတကယ်ပြောဆယ်ထုတ်ချရင်ငါတို့ကတော်လိုင်းတက်ဖွဲ့တွေရအဲ့ကြောင့်အဲ့လိုမျိုးခြတိုင်းခြတိုင်းမှာတို့ရာနှုံးပြေတို့လူတွေစီကိုမရောက်ဘူးဆိုတာတို့သိဒါပေမဲ့လည်းအဲ့လိုမျိုးမှမပို့ရင်မရတော့တဲ့အနေထားမလို့တို့ကတရားမှာ90ရောက်လဲအမျက်ပေါ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ခြပေးနေရတာအဲ့ဒါကိုကတို့အခြေအနေတော်တော်ဆိုးနေတာပေါ့နော်အဲ့တော့အထဲထဲမှာအဲ့အခြေအနေတွေကိုဒါရအောင်တို့ဘလို့ကြော်လွှမ်းမလဲဆိုတဲ့စိတ်တွေနဲ့ဆိုရင်စိတ်တွေနဲ့ ော်တော်ကိုဒါကြောက်စိတ်တွေဝင်နေလောက်ပြီအဲ့မှာရှိတဲ့ပါစတွေဆိုတဲ့ဟာကလည်းကျွန်တော်ပြောရတဲ့အချိန်မှာသူတို့အတွက်အင်အားမဟုတ်ဘူးသူတို့အတွက်အင်အင်ဆိုတော့ဘာကြောင့်အင်လို့ပြောရလဲဆိုတော့သူတို့အတွက်တကယ်တမ်းဟိုတိုက်ပွဲဝင်ပေးမယ်သူတို့အတွက်အသက်သေခံပေးမယ်ဆိုပြီးတော့ဝင်သွားတဲ့သူတွေမဟုတ်ဘူးဒီပါစတွေကအခွင့်အရေးရရင်ပြေးမှာပြီးရင်သူတို့ကိုမထောက်ခံမဲနဲ့ပါသွားတဲ့သူတွေတော့ရှိုံမယ်ပေါ်တာဆွဲခံရပြီးတော့ပေါ့နော်အဲ့လိုမျိုးဖွဲ့ကြီးအများကြီးအဲ့ကြအဲ့ဒီဖွဲ့တွေကဒါအင်အားပဲဖြစ်မယ်တိုက်ခိုက်အင်အားတော့မဖြစ်ဘူး ဒီဘက်ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတော့တယောက်စီတိုင်းကတိုက်ခိုက်အင်အားပဲအဲ့တော့တက်ဖွဲ့ဝင်နေနေဒီဂုံးကိုတိုက်ပြီလားဒီဂုံးကိုတကယ်သိမ့်ပြီလားဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကနားဆွေရမှာအဲ့ဒါဆိုရပြီးသားပဲဒါပေမဲ့ကျွန်တော်အပြောကတော့လွယ်တာပေါ့ဗျာမြေပြင်မှာတိုက်နေရတဲ့အဖွဲ့တွေကတော့ပူခက်ခဲတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဂုံးကိုသူတို့တွေပို့ထားတဲ့အင်အားတွေကမနှဲဘူးဗျမနှဲဘူးအဲဒါပေမဲ့ဒီကြားထဲမှာအင်အားရော့တာတွေကရှိတာပေါ့နော်ဘာလို့လဲဆိုတော့ရှေ့မှာ ဒီနေကန်ကာကင်းစကန်ဖြစ်တဲ့နေကန်ဂုံးရဲ့ရှေ့ကကာကင်းစကန်ဂုံးဖြစ်တဲ့ Fighter ဂုံးဒေါ်လိုင်းတပ်ဖွဲ့တွေကတိမ်းလိုက်တယ်အဲ့ Fighter ဂုံးကိုတွားပြီးတော့ဒါပြန်ယူခိုင်းတဲ့ဒါစစ်ကောင်စီစစ်သားတွေကလမ်းမတွေထွက်ပြေးတယ်အဲ့တော့သူတို့ရဲ့အင်အားတွေညော့နေတယ်ပေါ့နော်နောက်တစ်ခုကဂုံးကြီးစကန် အာအဲ့နေကန်စကန်းကုန်းကိုအဓိကအထောက်ပံ့ဖြစ်စေမဲ့ဂုံကြီးစကန်းကိုတလိုင်းတက်ဖွဲ့တွေကလွန်ခဲ့တဲ့ဂျပိုင်းလောက်ကပဲတင်းလိုက်တယ်။အဲ့ဒါကိုနေကန်စကန်းကုန်းကနေပြီးတော့ပြန်ယူဖို့အတွက်အင်အားတွေလွှတ်တယ်စစ်ကြောင်းတွေလွှတ်တယ်။ဒါပေမဲ့လမ်းခွလက်မာတင်ထွက်ပြေးတယ်။အဲ့တော့အဲ့အင်အားတွေကတော့ယုံနေတာတွေတောက်လျှောက်ရှိတယ်။ပြီးရင်ဒီကြားထဲမှာကိုပဲအဲ့ကုန်းမွားနေအခွင့်အရေးရရင်ရသလိုဆင်းပြေးနေတဲ့အင်အားတွေလည်းရှိသေးတယ်။အဲ့တော့အင်အားတွေအများကြီးဆိုပေမဲ့လည်းရော့ရော့တဖြည်းဖြည်းတော့ရော့ရော့လာပြီပေါ့နော်။အဲ့ပြီးတော့သူတို့စိတ်သက်တွေကြာဆင်းနေပြီ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကလုံးဝအခြေအနေကောင်းတယ်။ တော့ဒီနေ့ကံကာကင်းစကန်ကုန်းပေါက်သွားပြီဟေးဆိုတဲ့ခါကျရင်တော့တည့်ရတိုင်းပဲမကွေးတိုင်းနဲ့ကသူတို့ရဲ့နောက်ဆုံးခံစစ်စည်းကပေါက်ပြီအဲ့ခါဆိုရင်တော့သူတို့ရဲ့အဓိကပင်မတက်တွေကျုံးခံရဖို့ပဲရှိတော့ရယ်ပေါ့နော်အဲ့တော့ဒီဟာကလည်းတကယ်ကိုအားရစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါကြောင့်အဲ့လိုမျိုးနေ့ကံစကန်ကုန်းပေါ်မှာအဲ့တိုင်းဖြစ်နေပြီဆိုတဲ့ခါကျရင်သူတို့ဘလောက်ကြောက်စိတ်ဝင်တယ်လဲလက်အောက်ငယ်သားတွေကဘလောက်ကြောက်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်ဖြစ်စဉ်တစ်ခုပြောပြအဲ့ဒါကအကြောင်းဒါစိန်လုံးပေါ့နော်ဒါ အဲဒီကချင်ပြည်နယ်ဗမော်ပေါ့နော်ဗမော်နဲ့လွယ်ကျဲလမ်းပိုင်းမှာရှိတဲ့စိန်လုံကုန်းရှိအဲစိန်လုံကုန်းရဲ့ဒီဘက်မှာနောက်ထပ်စခန်းကုန်းရှိတယ်ပေါ့ဗျအဲစခန်းကုန်းကိုဒါတော်လိုင်းတပ်ဖွဲ့တွေကတိုက်တယ်ညဘက်ကြီးတိုက်တာညဘက်ကြီးတိုက်တဲ့အချိန်မှာမီးအောင်တွေလည်းမြင်နေရတာအဲဂုံးပတ်ချလိမ့်ပါပေါ့နော်သူတို့ဒါစစ်စစ်ကောင်စီစခန်းကုန်းကိုတိုက်တဲ့အချိန်မှာအဲစခန်းကုန်းဘေးနားကဂုံးနေပေါ်မှာလည်းအဲ့လိုမျိုးမီးအောင်တွေမြင်နေရမြင်နေရတော့ကြတော့အဲ့မှာရှိတဲ့အရာရှိအရာရှိငယ်ပေါ့နော်အရာရှိငယ်ကသူကကျွန်တော်အဲ့အချိန်မှာသူတော့တပ်မဌာနချုပ် အဲသူကအဲ့ဆက်သွယ်ရေးဆက်ကိုသူလှမ်းပြောနေတာအဲ့မှာအခြေအနေတွေပြင်းထန်နေပြီးတော့ဒီကောင်းနေလုံးဝကိုဒါတော်တော်ဆိုးဆိုးဝါနေထားရင်ဆိုင်နေရတဲ့ခါကျတော့အဆက်သွယ်ရေးဆက်ထဲမှာဒီတတ်မှမူရောဘာရီရောအဲ့အဲ့ဘေးနားမှာလာထိုင်စောင့်တော့ဗောနောစောင့်ပြီးတော့ဒီကောင်းကိုအားပေးနေရတာအဲ့မှာဘလို့တော့အခြေအနေဆိုးနေလဲဆိုတော့သူကမရတော့ဘူးဗာကျွန်တော်တို့စုတ်ခွင့်ပေးပါတော့အဲ့လိုတွေပြောနေလုံးဝမရတော့စကန်ကောင်ကဝင်အတိုက်မခံရသေးဘူးဒါပေမဲ့အဲ့အင်အားကြီးကိုကြည့်ပြီးတော့ကြောက်နေတာကြောက်ပြီးတော့ဒါ တော့မရတော့ဘူးအာကျွန်တော်တို့လေချောင်းပြစ်ခုပြစ်ပြစ်ပေးပါဒါသူကဆုတ်ခွင့်ကြီးပဲတောင်းလာအဲ့မှာတက်မှမဟုတ်ဘာပြောလဲချော့ပြောနေတာဟေ့အောင်မင်းဘာမှမဖြစ်ဘူးငါတို့အခုလင်းလွတ်လိုက်ပြီးလင်းတက်လာပြီနော်ဘာကြောင့်အဲတောင်းတာတောင်းတာဆိုတဲ့ဗီဒီယိုဖိုင်အတန်ဖိုင်လိုပဲအဲ့လိုပဲဟေ့အောင်မင်းတောင်းတာဘာမှမဖြစ်ဘူးငါတို့နောက်ကနေပြီးတော့ဒါလင်းနေတက်လာပြီအခုတက်လာပြီအခုတက်လာပြီအဲ့လိုမျိုးကြီးဗျာမျောလင်းချက်မှားတယ်ပေးတယ်ဗောနော်ပြီးရင်ဟိုမှာဖြစ်နေတဲ့သူကကျတော့ဝိုင်းခံနေရတယ်လေအဲ့လိုကြီးဒါပေမဲ့အဲ့အဲ့ဒီတက်တွေကမတိုက်သေးဘူးအဲ့တော်လိုင်းတက်တွေကမတိုက်သေးဘူးမီးအောင်တွေပဲမြင်နေရတာ မဲ့ဟိုကောင်ရဲ့စိတ်ထဲမှာကြာအရန်ကြောက်လာအဲ့ကောင်တော့အဲ့လောက်ကြောက်နေပြီဆိုတော့ကျတော့အောက်ကဖွဲ့တွေကဘလို့ဖြစ်လဲဆိုတော့ဒီကောင်ဆက်စိတ်မြောင်းတဲ့မှာညာဘက်ကိုသွားရင်အနောက်ကဖွဲ့တွေကမီတာတိုင်းလိုပဲအနောက်ကနေလိုက်ပါညာဘက်ကိုလိုက်ပါဘယ်ဘက်ကိုသွားရင်ဘယ်ဘက်ကိုလိုက်ပါသူအဲ့လိုသူကလည်းသူသူ့ပြစ်ချင်းနဲ့သူနေရမှာပေါ့နော်ဒါပေမဲ့အဲ့လိုမနေကြဘူးလေဘာဖြစ်လို့လဲဆိုတော့အိုက်ပူကြီးထွက်ပြေးသွားရင်မသိမှာစိုးလို့လေအဲ့လိုအဲ့လိုပုံစံမျိုးပေါ့နော်ဒီပူကြီးထွက်ပြေးသွားရင်ငါတို့ကတခါလိုက်ရအောင်ဆိုပြီးအနောက်ကနေအဲ့လိုကြီးပတ်လိုက်နေတာစခန်းကုန်းပေါ်မှာသူတို့ခံစစ်ပြင်တဲ့ပုံစံမျိုးတွေမရှိကြတော့ဘူး ဒါခုနလိုပေါ့နော်သူတို့ရဲ့စိတ်တက်တွေခြောက်ချားတာမျိုးတွေကြောက်စိတ်တွေဝင်လာတဲ့အခါမျိုးတွေမှာသူတို့ဘာမှသူတို့ရဲ့ကောင်းတဲ့မှာမရှိတော့ဘူးဒီဂုံးဘွားနေသူတို့မသိအောင်ဘလို့ပြေးကြမလဲဆိုတဲ့အခါမျိုးပဲရှိဟာအဲ့ချိန်မှာတက်မမှုဆိုတဲ့တက်မမှုနဲ့အဲ့ခုနလိုဘိုးဆိုတဲ့ကောင်တွေ တကယ်တမ်းပြောရပြအဆင့်တန်းအရန်กว่าတယ်ဗျာဒါပေမဲ့အဲ့လိုဆင့်တန်းกว่าတယ်သူရလူကြီးကိုလည်းသူမကြောက်တော့ဘူးအဲ့ရှိကြအာဗျာတော့ဘာတော့မသိလဲမသိပဲနဲ့တော့ခေါင်းလှုပ်လှုပ်တာဟုတ်တယ်ဟုတ်မှ तू က तू ကတကယ်ကန်းနေရတာဟုတ်အဲ့လိုပုံစံမျိုးဖြစ်ခဲ့တဲ့ဟာကြီးလည်းရှိတယ်ဗောနော်အခု S ဆိုလဲဒါ negative စကန်ကုန်းဆိုလဲအဲ့လိုပုံစံမျိုးတွေဖြစ်နေမှာပဲဟာရှိမှာလဲပြေးသွားကြပြန်ပြီဟာစကန်ကုန်းတိုက်ခိုင်းနေသူတွေကလည်းပြေးသွားပြန်ပြီဗောနော်ဟာငါတို့ရပြင်မကုန်းရောက်တော့မယ် ဟာပြီးရင်ငါတို့ရကာကင်းစကန်းကုန်းတွေတစ်ခုပြီးတစ်ခုပါနေပြီဟာနောက်ကလည်းစစ်ကူမလာနိုင်တော့ဟာရေကာတုံချပေးတာလဲငါတို့ဆယ်တုံချတာငါတို့ပဲရတယ်အဲ့လိုမျိုးရထားတော့အဲ့လိုဖြစ်ဖြစ်နေမှာအကုန်လုံးကပြေးဖို့အတွက်စောင့်ရင်စောင့်နေကြမှာဆိုတဲ့အကြောင်းလေဒါသတင်းကောင်းပါကျင်တယ်ဗောနော်နောက်တစ်ခုကတော့ဒါသတင်းဌာနတွေအဲပြီးရင်ချိုးသောသူတွေဗောနော်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြောကြတဲ့သူတွေရှိတယ်ရှိတဲ့အချိန်မှာဘာတွေ့ရလဲဆိုတာမနေ့ကဆိုရင်ဒီကုန်းကြီးကိုရပြီဆိုတဲ့အနေအထားမျိုးနဲ့ တရင်တွေတက်လာရလည်းရှိတယ်အချို့ပြောကြရလည်းတွေ့ရတယ်ဗောနော်အဲ့တော့လိုတာထက်ပိုတဲ့ propaganda ပုံစံမျိုးပဲဖြစ်ဖြစ်ရည်ရတာပဲဖြစ်ဖြစ်ဗောနော်လိုတာထက်ပိုပြီးတော့ပြောတဲ့ခါကျတော့စစ်ကောင်စီဘက်ကလည်းတချို့တုံ့ပြန်မှုတွေမှာတလိုင်းတက်ဖွဲ့တွေဖိအားတွေဖြစ်စေတာရှိတယ်ဗောနော်အဲ့ကြအဲ့ဟာလေးတွေလည်းကျွန်တော်တို့ဆင်ခြင်ကြဖို့လိုလိမ့်မယ်ဗောနော်အဲကျွန်တော်တက်ဖွဲ့တွေစီကနေပြီးတော့မေးမြန်းလို့ရတဲ့ခါတွေမှာသူတို့ကလည်းပြောလို့ရသလောက်ပြောပေးတယ်အဲ့ပြောလို့ရသလောက်ဟာလေးကိုပဲကျွန်တော်တို့ပြန်ပြီးတော့သတင်းတင်ဆက်လဲဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်ဗောနော် အရင်ကတော့မြေပြင်မှာတကယ်တိုက်နေရတဲ့အဖွဲတွေကတကယ်ပြင်းမှန်းကြပါတယ်အဲ့ဂုံပတ်ချာလေးကိုတိုက်ဖို့အတွက်ကတ်ဖို့အတွက်သူတို့ဘလောက်တောင်မှယင်းဤပေးဆက်ခဲ့ရလဲဆိုတာကျွန်တော်တို့အတိအကျမသိနိုင်ဘူးကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်စကားပြောခဲ့မှာပေါ့နော်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းအများကြီးလည်းရှိကြတယ်ပေါ့နော်ဒါကတော့စစ်ပွဲဖြစ်တဲ့အတွက်ရှိမှာပဲဒါပေမဲ့အဲ့လိုမျိုးပေးဆက်ပြီးမှဒီဂုံကြီးနောက်ကိုရောက်လာပြီဆိုတဲ့အချိန်မှာသူတို့အများကြီးယင်းဤခဲ့ရတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တာအဲ့တော့ ဓာရီကိုတင်ဆက်တဲ့ခါတွေဓာရီကိုပြောတဲ့ခါတွေဓာရီကိုတရင်ထုတ်ပြန်တဲ့ခါတွေမှာပေါ့နော်တပ်ဖွဲ့တွေကပြောလာတဲ့ပြောလို့ရသလားဟာလေးတွေပဲပြောလာတော့ပို့ပြီးတော့ကောင်းတာပေါ့လေနော်နောက်ထပ်ကကိုကိုပြပြသိဖို့လိုတာပေါ့ဘဲကုံးကဘဲဟာဘဲကုံးကဘဲဟာဓာရီကိုလည်းတပ်ဖွဲ့တွေပြောတဲ့ခါမှာကျွန်တော်တို့သိသိနိုင်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးလေးလည်းရှိပါတယ်နောက်တစ်ခုကတော့ဒါစစ်ကောင်စီကသူတို့ရဲ့ဒါ viewer အရပေါ့နော်အချက်ချကြတဲ့နေရာလေးလမ်းမိုင်းတွေကို ြန်ထိန်းနိုင်ဖို့စူးစမ်းနေရရှိတယ်။အဲအဲ့ဒါကဒါမန်လီမိုးကုတ်လမ်းပိုင်းပေါ့နော်။အဲဥစ္စာကိုစစ်ကောင်စီကပြန်ပြီးထိန်းချုပ်နိုင်ဖို့ဒါဟိုနေ့ကကျွန်တော်တို့ပြောခဲ့တဲ့ဖော်တော်လမ်းဆောင်ကိုဥတီလာနေပြီဆိုတော့စစ်ကြောင်းနေပေါ့နော်။အခုအဲ့နေရာတွေမှာတိုက်ပွဲတွေပိုပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။အဲသရိုင်းတပ်ဖွဲ့တွေဘက်ကလည်းဒီလမ်းပိုင်းကိုဒါယာယီပိတ်ထားလိုက်ပြီပေါ့နော်။အဲဆိုတာဒီဖော်တော်လမ်းဆောင်က ဘယ်ဟိုပဲတက်တက်ပေါ့နော်အရေးပါအချက်ချာကြတဲ့လမ်းဆောင်လမ်းကွာနေရာဖြစ်တဲ့အတွက်အဲ့နေရာကိုစစ်ကောင်စီကအရယူဖို့တုတက်အရေးကြီးနေတယ်။ဒေါ်လိုင်းတက်ဖွဲ့တွေကလည်းဒီနေရာကိုမပေးရဖို့အတွက်ကိုအပြင်းထန်ခုခံရလိမ့်မယ်။အဲဒီစစ်ကောင်စီဘက်ကအင်အားတွေကဘာကြောင့်တွားများနေလဲဆိုတော့ဒါဒေါ်လိုင်းတက်ဖွဲ့တွေကမိုးကုတ်တို့မိုးမိတ်ဆင်ကူးမတရားဒီနေရာတွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်တုန်းကထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်သားတွေကအဲ့မှာတော့ပြုံနေတာ ပြီးရင်တို့ရေချောင်းကနေပြီးတော့ဒါတင်းမောတွေနဲ့ပို့တာတွေရှိသေးတယ်ဗောနော်ဒါလွန်ခဲ့တဲ့ကာလလောက်ကပို့ခဲ့တာရှိတယ်အဲ့တော့အဲ့အင်အားတွေကကိုပဲတို့မှမနေဘူးသွားပြီးတော့စုပြုံနေတာဗောနော်အဲ့ဥစ္စာနဲ့တို့ကဒီနေရာတွေကိုပြန်ပြီးတော့တိမ့်ပိုက်နိုင်ဖို့အတွက်စူးစမ်းနေတာတွေရှိတယ်အဲ့တော့အော်တိုဘာလ10ရက်ကနေဒါထိုးစစ်ဆဆင်နေတပိတ်ချင်း9မိုင်လမ်းဆောင်ကနေပြီးတော့ဖော်တော်လမ်းဆောင်ဘက်ကိုဒါဥတီပြီးတော့လာနေတာတွေရှိတယ်အဲ့တော့အဲ့လိုမျိုးလာတဲ့အချိန်မှာဒါလေကြောင်းလက်နက်ကြီးဇက်တိုက်ပစ်တဲ့အပြန်လန်ပစ်ခတ်ကြတာတွေရှိတဲ့အတွက် ဒါတိုက်ပွဲဒါဟိုဘက်ဒီဘက်ထိခိုက်တာတွေတော့ရှိတယ်ပေါ့နော်အပြင်းထန်ဖြစ်ပွားနေတော့မဲပေါ့နော်အဲ့တော့တလိုင်းတပ်ဖွဲ့တွေကတော့ဒါ7ရက်နေ့မှာပဲဒီလမ်းပိုင်းကိုယာယီဒါပိတ်လိုက်ပြီဆိုတဲ့ပုံစံမျိုးတော့ဒါကြီးညာထားတယ်ထုတ်ပြန်ထားတယ်ပေါ့နော်အဲ့တော့အဲ့လမ်းပိုင်းမှာသွားတဲ့ဒီကားသမားတယောက်ရဲ့ဒါပြောပြတဲ့ဖြစ်စဉ်အရဆိုလေအဲတော်တော်လေးဖျားတာပြီးတော့လာခဲ့ရတဲ့ပုံစံမျိုးပေါ့နော်တလန်းလုံးကိုဒါဖျားစာရွတ်ပြီးတော့အရှိရောအပေါ်ရောပေါ့နော်အပေါ်ဘာလို့ကြည်ရလဲဆိုတော့ဒါ drone တွေဝဲနေလို့ အဲ့လိုမျိုးအပြန်လဲဟိုဘက်တီရောဒီဘက်တီရောအဲ့လိုမျိုးဆိုရဲအတွက်ပေါ့နော်ဒါအပေါ်ပါကြည်ပြီးတော့ပေါ့နော်ဇွမောင်းလာရတယ်တဲ့မိုးကုတ်ရန်ကုန်မောင်းတဲ့တက်တန်းတစ်ချောက်တဲ့ဒီလောက်ရင်မခုန်ခဲ့ဘူးတဲ့ကုံကားတစည်းလဲဒါ drone ထိတာတွေ့ခဲ့ရတယ်ပေါ့နော်ဒါဖော်တော့လမ်းဆောင်မှာလဲဒါမော့နေတာပဲဆိုပြီးတော့ဒါဒီဒီကားသမားတယောက်ကဒါတင်ထားတဲ့ဟာလေးလဲရှိတယ်ပေါ့နော်အဲ့တော့အဲဒေသခံပြည်သူရဲ့အနေနဲ့လဲပေါ့နော်အဲဒီလိုမျိုးတော်လိုင်းတက်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေရှိလာပြီးဆိုတဲ့ခါကျရင်လဲသတိထားစေချင်တယ်ဆိုတော့ကိုသွားမဲ့လမ်းကြောင်း အနေကင်းရလားဆိုတဲ့ဟာကိုကြိုတင်ပြီးတော့စုံစမ်းတာမျိုးလေးတွေလုပ်စီခြင်းတယ်ပေါ့နော်အစစ်ကောင်စီကဒါသူ့ကာလပေါ့နော်သူတတ်မှတ်ထားတဲ့ကာလရွေးကောက်ပွဲဒီနှစ်ကုန်ပိုင်းမှာပေါ့နော်ဒီဇင်ဘာ28မှာလုံနိုင်ဖို့အတွက်ကိုသူကဒီနေရာတွေအကုန်လုံးကိုသူပြန်ပြီးတော့ယူခြင်းတာအဲ့လိုယူနိုင်ဖို့အတွက်ကိုလည်းသူကရှေ့သမျှဟာတွေအကုန်သုံးမှာအင်လိုက်အားလိုက်အကုန်ကိုသုံးမှာအဲ့ဥစ္စာကိုကျွန်တော်တို့ရအောင်ကြော်ဖြတ်နိုင်ဖို့လိုတယ်ပေါ့နော်ဒီကာလနီးလာလေးလေးအဲဒီတိုက်ပွဲတွေကပို့ပြီးတော့ကြမ်းတမ်းလာလေးလေးပဲဖြစ်နေမယ်အဲ့တော့သွားနေလာတဲ့အပိုင်းတွေမှာလည်း ဒါလေးတွေကိုကြိုတင်ပြီးဆုံစမ်းတာမျိုးတွေလုပ်စေချင်ပါတယ်အဲတခုခုဆိုရင်ပေါ့နော်အဲတော့အသက်တွေနဲ့ရင်းနေရတာဖြစ်တဲ့အတွက်ဘယ်သူမှမထိခိုက်စေဖို့အတွက်ပေါ့နော်အဲ့တော့ဒီလမ်းလေးကိုဒီနေ့ဒီချိန်ဒီရက်မှာမသွားလိုက်ရလို့ဘာမှမဖြစ်ဘူးနောက်ဆုံးတစ်ခုဒီလမ်းကနေမသွားဘဲနဲ့တခြားလမ်းကနေသွားလို့ဝေးတယ်ကွာခီးလမ်းကုန်ကြတာပုံများတယ်ကွာဆိုရင်လေအဲ့လမ်းကိုပဲရွေးချယ်လိုက်စေချင်တယ်အသက်ကြီးနဲ့တော့မရင်းစေချင်ဘူးပေါ့ဗျာအဲဒါကြောင့်မလို့ဒါတပ်ဖွဲ့တွေကလည်းအပြင်းထန်ခုခံနေတာတွေရှိတယ် စစ်ကောင်စီဘက်ကလည်းအပြင်းထန်ထိုးစစ်ဆင်လာတာရှိတယ်အဲ့တော့အိုက်ကြားထဲမှာပြည်သူတွေမထိခိုက်အောင်မနစ်နာအောင်ဒီလိုမျိုးထုတ်ပြန်ချက်တွေဆိုလဲလိုက်နာပေးကြပါပေါ့နော်အဓိကတော့စစ်ကောင်စီကတော့ထုတ်ပြန်မှာမဟုတ်ဘူးစစ်ကောင်စီကခေါ်ပြီးတော့လူသားတိုင်းလုပ်ပြန်မှာခေါ်ပြီးတော့ကားကိုပေါ်တာဆွဲပြန်မှာခေါ်ပြီးတော့ကားကိုတခါတည်းချောဆွဲပြလိုက်မှာပေါ့နော်အဲ့လိုမျိုးဒါစစ်ကောင်စီကတော့လုံမှာပဲဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဘက်ကတော့ဒါမျိုးမလုပ်ဖဲနဲ့ပေါ့နော်ထုတ်ပြန်တဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါကိုတော့လိုက်နာပေးကြပါလို့ဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်